အခုလိုမျိုး AI ခင်မှာမဖြစ်မနေလေ့လာသင်တဲ့ skill တစ်ခုပြောပါဆိုရင်တော့ digital marketing skill ကမပါမဖြစ်ဖြစ်ပါတယ်။ Area ပါ Thailand Leading Digital New Company Bangkok မှာ Paint at in charge digital marketing specialist အနေနဲ့တာဝန်ထမ်းဆောင်နေသူတူဖြစ်ပါတယ်။ Agency တစ်ခုရဲ့ CMO လည်းဖြစ်ပါတယ်။သုံးချက်နဲ့ပြောတော့မှာဖြစ်ပါတယ်။ဆိုတော့ပထမတစ်ချက်ကခင်မိအောင်ပါ။ Okay ဆိုတော့ဘာလဲဆိုတော့အခုလူတိုင်းနှိပါးမှာအသက်ငယ်ငယ်ကြီးကြီး Facebook page တခုတော့အနည်းဆုံးရှိကြတယ်။ဆိုတော့ Facebook page create လုပ်တယ်ဆိုတာလေ digital marketing မှာပါဝင်တဲ့ SMM social media marketing တခုလောက်တာပဲပေါ့နော်။ဆိုတော့ digital marketing ကတော့ပြောရမယ်ဆိုတော့အရန် scope ကျဲပါတယ်။ဒီနေရာမှာ Facebook page ဖွင့်တာစလို့ပေါ့နော်။ content တွေတင်တယ်၊ video တွေရိုက်တယ်ဒီကောင်းနေဆိုလဲ digital marketing နဲ့မှာပါတယ်ပေါ့။ဆိုတော့လူတိုင်းနှိပါ digital marketing နဲ့ တိုက်ခိုက်မဟုတ်တော့လကောင်တွယ်ဝိုက်ပြီးရောဆက်ဆက်နေရပါတယ်အဲ့တော့ခင်မိခြင်းနဲ့ဆိုရင် digital marketing လေ့လာထားဖို့လိုတယ်ဗောနော် okay နံပါတ်2အချက်ကကြတော့ career ဗောနော်အလုတ်ကန်ခွင်လန်းနဲ့ပတ်သက်ပြီးရောဆွေးနွေးခြင်းမှာအလုတ်ကန်ခွင်လန်းနဲ့ပြောရမယ်ဆိုတော့နှစ်နည်းဗောနော် local လား international လား local ဘိုင်းကကြတော့ကိုယ်နိုင်ငံမှာပဲကြီးကြီးဗောနော် digital marketing positioning နဲ့ခေါ်တာဒါ အများပြားရှိပါတယ်တွေ့ကြုံရှိရယ်စကေးရှိရယ်ဆိုရင်အလွယ်တကူရှောက်ထားလို့ရပါတယ် international သွားမယ်ဆိုတော့ဒီနေရာမှာစကားနည်းနည်းလေးပြောရမယ်ပေါ့နော် international ရဲ့ job market မှာအခွင့်အလမ်းပိုများတာကိုပြောပါဆိုတော့ technology related fee တွေဖြစ်ပါတယ်ဒါကိုလည်း Google မှာဖြစ်ဖြစ် ChatGPT မှာဖြစ်ဖြစ်သွားရှာလို့ရပါဆိုတော့ technology နဲ့ဆိုင်တဲ့ career တွေကအများကြီးရှိပါဥပမာဆို software တို့ web development တို့ IT တို့ အများကြီးပေါ့နော် UNUH တို့အဲ့ဒီထဲမှာ digital marketing tech related ကပါဝင်ပါတယ်ဆိုတော့ digital marketing ကအများကြီးပဲရှိရဲအဲ့ဒီထဲမှာ tech focus ပေါ့နော် tech ကိုဇောင်းပေးပြီးလုပ်တဲ့ဟာအထူးသဖြင့် area အခုလုံနေတဲ့သူအလုံနေပုံစံပေါ့နော်အဲ့လိုမျိုးနီးပညာ level တွေထဲမှာ chain တိုးတိုးနဲ့ level တစ်ခုရအောင် job ready ဖြစ်အောင်လေးလာလို့ရတဲ့ category တွေကိုပြောပါလို့ပြောရင်တော့သူက digital marketing အပါဝင်လို့ပြောပါလိမ့်မယ် ဆိုတော့ digital marketing ကအခြားသောဒီ tech related တွေထက်စာရင်သူကအချိန်တိုတိုနဲ့လည်လာလို့ရပါတယ်အဲ့ဆို digital marketing ကအရင်အစဉ်ပြေနေတာဘာလို့ဒီတခြားသူရဲ့ digital marketing မှာမလည်လာရလဲဆိုတော့ပုံပွင့်လင်းမဲ့ပြောရမယ်ဆိုတော့ career တိုင်းမှာ pros and cons ရှိတယ်ဆိုတော့ digital marketing ကအရင် competitive ဖြစ်တယ်။ဘာလို့လဲဆိုတော့လူတိုင်းကဒါကောင်းတယ်ကောင်းတယ်ဆိုတာသိတဲ့အတွက်လေးလာတယ်။ လေးလာပြီးတော့ကျွမ်းကျင်အောင်လုပ်ကြရပါတော့ job market မှာ competitive အရန်ဖြစ်တယ်အဲ့တော့နံပါတ်1အချက်က job opportunity ပေါ့နော်နံပါတ်3အချက်ကကြတော့ okay အခုနားထောင်နေတဲ့ပုဂ္ဂိုလ်က digital marketing line တော့မဝင်ဘူးကိုကကိုပဲ business လုပ်မှာဆိုရင်လည်း digital marketing တက်ထားတယ်ဆိုရင်မသိတဲ့သူထက် digital marketing ဆိုတာဘာမှမသိတဲ့သူထက်တော့ခေါင်းတစ်လုံးတာမှာအမှန်ပဲပေါ့နော် page မှာဖွင့်လိုက်တယ် okay ဘာဆက်လုပ်ကြမလဲ ဒါတွေတိထားရဲဆိုရင်ပို့ပြီးတော့ကိုယ့်ရဲ့စီးပွားရေးအတွက်ရှစ်တလန်းရောက်နေမှာပေါ့နော်ဆိုတော့အခုနာမည်ကြီးပုံကိုတွေဆိုလဲအများအားထည့်ပြောကြတယ် digital marketing digital marketing ဆိုတော့ digital marketing က skill တစ်ခုအနေနဲ့တိထားရင်လုံးဝမမားတဲ့ skill ဖြစ်ပါတယ် okay digital marketer တယောက်ဆိုတော့ digital marketing ကိုကြောင်ညာနေရလို့ပဲထင်မှာပေါ့နော် yes ဟုတ်ပါတယ်ဒါကကြောင်ညာပါဆိုတော့ခါကြတော့အရာရာတိုင်းမှာသူ့ဟာနဲ့သူ pros and cons ရှိတယ် โอเคဆိုတော့ pros ကြီးပဲအဲရှိတာလားလို့တော့မထင်စေချင်ဘူးเนาะ cons တွေလည်းအများကြီးပဲရှိပါဒါတွေကတော့လုံရင်းလုံရင်းနဲ့တော့ទីသွားမှာပေါ့เนาะโอเคကျေးဇူးတင်ပါတယ်အဲ့တော့ဒီလိုမျိုး digital marketing ကိုအခြေခံအစပြီးတော့ advanced tier လေးလာခြင်းနဲ့ဆိုရင် area ဖွင့်ထားတယ် digital marketing practical class zone class တွေရှိပါတယ် practical class ကတော့ business ပါ page ပွင့်တာကနေစပြီးတော့တင်ပေးပါတယ် advanced level တွေကိုတော့101ပဲအဓိကထားတင်ပေးပါတယ်ဘာလို့လဲဆိုတော့ advanced level ကိုရောက်တဲ့ခါကျရင်တဦးနဲ့တဦးလိုအပ်ချက်ကမတူပါဘူး singapore တို့ဘာလို့ဆိုရင်သူတို့လိုအပ်တာ search engine မှာအဲ့ဒီဟာကို advanced အတန်းဖွင့်ပြီးတော့ okay facebook ဆိုပြီးသွားတင်လို့လည်းအဆင်မပြေပါဘူးအဲ့တော့ advanced level ရောက်ပြီဆိုရင်တော့ area က101ပဲတင်ပေးပါတယ် ဆိုတော့ကတင်ကအခုမှစတင်လေ့လာခြင်းနဲ့ဆိုရင်တော့ Digital Marketing Practical Class Zone Class ကိုလာရောက်ဆောင်ကျန်းလို့ရပါတယ်။နောက်တစ်ခုကကြတော့ဒီနေရာမှာ tip လေးပေါ့နော်။ Digital Marketing သင်တန်းကိုတက်ထားမယ်ဆိုရင်တော့ Digital Marketing ဆိုတာ challenging ဖြစ်ပါတယ်။တနည်းနဲ့တနည်းပြောင်းလဲနေတာတွေကိုအမြဲတမ်းတွေးကြုံရပါတယ်။ဆိုရဲခါကျ Facebook က error တက်တာ TikTok က error တက်တာတွေပါရှိတယ်။ကိုကသာတင်တန်းတက်ထားမယ်ဆိုရင် community ရှိရတဲ့အတွက်တခုခုဆိုရင်ဆွေးနွေးတိုင်ပင်လို့ရတဲ့သူရှိမှာဖြစ်ပါတယ်။ โอเคကျေးဇူးတင်ပါတယ်ကြာခင်ပြန်ဆောင်မှုမျှော်နေပါတယ် bye bye